ယတိစာတင်တိုက်ဘုံကျဲခံခဲ့ရတာတဲ့ပြည်သူတွေမသိတဲ့တရင်အမှန်၃ခုရှိတယ်တဲ့စင်ရနာဝင်းထဲမှာတီယန်တန်တွေကစစ်တင်တန်းပေးနေတယ်တဲ့ကင်းတော့လင်းရင်ဝဲတော့လင်းရင်ကိုတနက်နဲ့လှမ်းပစ်တယ်တဲ့ဒါကြောင့်ရန်သူရှိတာတရင်ရပြီးဘုံကျဲတာတဲ့တင်တန်းပေးတာကိုကြည့်နေတဲ့ကိုရင်နဲ့အရက်သားထိသွားတာတဲ့အဲ့ဒါများများ sharing လုပ်ပေးပါနော်ပလောင်တွေက မျိုးစုံကန်းကုန်အောင်ရုံမာနေပြီပလောင်ဆိုတာအကြမ်းဖက်လက်လက်ကန်တောင်းကျန်းသူ TNN တွေကိုပြောတာပလောင်လော်ဘီတွေကတက်မတော်ကိုတရေမှာပေးပြီးတော့မှမကျဲကျဲအောင်လှုပ်ခိုင်းတာတဲ့ဇက်နာအောင်လှုပ်ပြီးတဲ့ထီတော်မှတက်မတော်ကမတရားသဖြင့်လုံနေတယ်လို့ပြောတာတဲ့သုံးကပလောင်တွေကဘုန်းတော်ကြီးចောင်းတွေကိုဘုံမကျဲမှန်တိလို့တကောင်းနေစစ်ရှုံးနေပြီလေရှုံးနေပြီ ရှုံးတော့ဒီကောင်လေးခွေးချင်းခွေးချင်းကြံတာဒီကောင်လေးဘုံကခွေးချင်းခွေးချင်းပဲရမယ်ဘာလို့လဲသိလားဒီကောင်လေးပြင်ဦးလင်မှာနော်ငငယ်လေးတွေကအသက်ငငယ်လေးတွေကနေပြီး14 15နှစ်16နှစ်အထိနော်လူပြိုလက်မွေးပေါက်တဲ့အထိလီးတောင်တဲ့အထိဒီကောင်လေးစွန်းခံတယ်ပြည်သူလူထုရဲ့ကြွေးမွေးရတွေကိုစားတယ်မန္တလေးမှာလာပြီးတော့စားတင်တယ်ဘုံကြီးကိုရင်ကလေးတွေဘဝနဲ့ပြီးတော့ပလောင်စစ်သားပြန်လုတ်တယ် ကလောင်စစ်သားပြန်လို့ပြီးတော့အခုမြန်မာပြည်ကိုပြန်ပြီးတော့တော်လန်နေနေမြေလူတယ်နော်ဒီကောင်တွေကပလောင်တွေရတဲ့ဘုံတော်ကြီးအကြောင်းတွေကိုဘုံမကျေမှန်သိလို့တဲ့အဲပလောင်တွေအကုန်လုံးအဲ့ဒီ DNA တွေအချမ်းပဲနဲ့ကန်တောင်းကျန်းသူတပုံတွေကပလောင်တော်တော်များများကမြန်မာပြည်မြေပြန့်အလေပိုင်းဒေသမှာ အကုန်လုံးကိုရင်ဝတ်ဘူးတယ်